မင်္ဂလာပါရှင်။အောက်တိုဘာလ18ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းပေကလာပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထိုးနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံပေကလာပင်လယ်အောက်တို့မှာတိမ်အင်းတင်းမှတိမ်ထူထပ်နေပါတယ်။ကချင်ပြည်နယ်မှာနေရာကွက်ကြနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်း အေယဝတီတိုင်းကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရကြကြမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့တွေနေရစိတ်စိတ်နဲ့တနင်္လာရီတိုင်းနဲ့ရှမ်းပြည်နယ်တို့တွေနေရအနှံ့ပြားမှုထိတ်ချုံရွာပါမယ်။ရွာရဲရနှုံပြည့်ဖြစ်ပါတယ်။မိုးတိတ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာမိုးတိတ်တောင်များဖြစ်ထွန်းမှုအကောင်းနေပြီးအဆိုပါမိုးတိတ်တောင်များရွေးရှာရနေရတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပါတယ်မြမပင်လေပြင်းမှာလှိုင်းနေငယ်မှာလှိုင်းသွင်းသွင်းရှိပါမယ်လှိုင်းမြင့်မှာမြမကံယူတဲ့တစ်ချောင်းနဲ့ကန်းလို့ပင်လေပြင်းတို့မှာ၄ပေမှာ၆ပေခန့်ရှိနိုင်ပါလေနောက်နှစ်ရက်အတွက်ခမှန်းချက်မှာနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာ နေရာကြဲကြဲမှာနေရာစိတ်စိတ်မိုးထိတ်ချုပ်ရွာပါမယ်။မိုးလေဝသသတင်းအစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ Windy တခုနှုတ်မှရယူဖော်ပြထားပါတယ်။အော်တိုဘာလ18ရက်နေ့ PPL ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ။